ဘဘေးရန်လို့ပြောရမလားဝစ်ကြွေးပြန်ဆက်တယ်လို့ပြောရမလားမသိဘူးဗုဒ္ဓဘာသာတရားအရာဆိုရင်တိကျင်လို့တိတိကျကျသွားစဉ်းစားရင်လည်းအဖြေပေါ်တယ်မတိကျင်ဘဲနဲ့လစ်လူရှုနေမယ်ဆိုရင်လည်းရတယ်ကျမတို့ပုံမှာပဲမူတည်တယ်ဒုက္ခကြီးကြီးပြီးရင်အနာဂတ်ကိုဘယ်လိုဖြတ်ကျော်မလဲဘလို့ဘဝမျိုးဘူးဆက်လက်တိဆောက်မလဲဒီတချိန်ရဲ့ငလင်ဒုက္ခကျမလွန်ခဲ့တဲ့18နှစ်ကဖြစ်ခဲ့တဲ့ရင်ဘတ်ထဲကဒဏ်ရာကိုဒုံနဲ့စွန့်လိုက်တယ်လို့ပဲ ခြေချောက်ရေးပြန်လူလူခန်းစားရတယ်။ဒုက္ခရောက်နေတဲ့မိသားစုကတော့တေဆုံးတဲ့မိသားစုထက်စာရည်။အော်ငါတို့မိသားစုဟာရှင်နေရပါလား။လမ်းမပါပဲအေးအေးဘလို့ပဲစားရစားရ။အများကြီးကန်ကောင်းနေပါလားလို့ကိုကိုကိုဖြစ်နေတော့တယ်နော်။ကဲပါ။နာခဲ့တာလည်းနာပြီးပြီ။ဆုံးတဲ့လူလည်းဆုံးသွားပြီ။ရှင်နေသေးတဲ့သားလေးတယောက်ရဲ့ကျမရဲ့အသက်။ကျမဘာကြောင့်ရှင်လဲ။သားလေးတယောက်ကြောင့်ကျမရှင်ရမယ်။ဝတ်တရားရှိတယ်။ဝတ်တရားကြောင့်ရှင်တယ်။အခုဒီငလင်ကိစ္စမှာအမတ်တမဲလက်ပြအဖြစ်ဆိုးကြီးနဲ့တေကွဲကွဲရတယ်။ဒီခန်းစားချက်ကတမခန်းစားချက်နဲ့ဒါရအသိမ့်ကွာ။ point ပြောမယ်။ ဘလောက်ဆုတ်ပြက်နေတဲ့အဖြစ်ပြက်ကနေပြီးတော့ကျမအသက်ကိုကျမဘလို့ရှင်အောင်စိတ်ဓာတ်ခွန်အားပေးခဲ့တယ်လေဘာတွေဖြတ်ကျော်ခဲ့တယ်လေဒီပါလိမြောက်ကိုကျမဘာတွေဆက်လက်ပေးတင်တယ်လေအနာကရှင်ပြီးတော့ဖြတ်ကျော်မလားအားလုံးအသေးခံမလားနလမ်းမရှိဘူး ကျမတကူကောင်းဆန်လို့မရဘူးကျမကိုကျမပဲတည်လို့ရမယ်ကျမသားလေးနဲ့ကိုကျမတတ်ပြလို့မရအောင်တတ်ပြလို့မရဘူးသူတို့ညောင်ရှင်နေရမယ်ဆိုရင်သူတို့ညောင်ကိုစောက်ရှောက်ဖို့လူတယောက်လိုတယ်ကျမသာထပ်ပြီးစိတ်သက်ခွန်အားအယံ့ညံ့ဖင်းခဲ့တယ်ဆိုရင်ကိုကိုဆူဆိုင်လုပ်ပြီးတည်သွားမယ်ဆိုရင်ကျမသားလေးနဲ့ကိုကြံတဲ့လူတွေကကျမသားကိုလိမ်မယ်ညာမယ်ရိုက်မယ်နှိမ့်ဆက်မယ်ဆိုတဲ့အတွေးကိုကျမဝင်သွားတာဒါကြောင့်ကျမတော်သက်တာအခုရှင်နေတာနော်ပြောပြချင်တာကလေဒုက္ခဖြစ်ခဲ့တယ်မလား ဖြစ်လိုက်ပြီလေသူများမဖြစ်ဘူးငါဘာလို့ဖြစ်လဲငါ့ကိုငါတော့ဒီဘဝမှာဘာမှမကောင်းတာမလုပ်ခဲ့ဘူးတလို့ပဲပြန်ဆက်စစ်တယ်တကယ်ငါဘာမှမလုပ်ခဲ့ဘူးဒါပေမဲ့ငါဖြစ်တယ်ငါကြုံတယ်ဘာကြောင့်လဲအဲ့ဒါဟိုဘဝကုသိုလ်ကံမှာကျမတို့လုပ်ခဲ့တဲ့မကောင်းတဲ့အတိတ်တွေကဒီဘဝမှာပြုတ်ခဲ့သမျှကံပက်တင်တန်ကိုထံပြန်လာစမြဲဒါပြန်လာတာအဲ့လိုပဲယူဆလိုက်တကယ်လည်းအမှန်ဒီလိုပဲ ံမကောင်းလို့အဖြစ်ဆိုးနဲ့ကြုံတာမဟုတ်ဘူးနော်။သူများမဖြစ်ဘူးကိုကြီးပဲပွက်ပြီးဖြစ်တယ်ဆိုတာဝွကျွေးဆက်တယ်လို့မှတ်ယူပါ။ဒီစကားပြောလိုက်ရင်လက်လက်ဆက်ဆက်တည်ဆုံးသွားတဲ့မိသားစုကျမတို့စိတ်မဆိုးနဲ့။တည့်ရမန်းချက်သွားပြီဆိုတဲ့အရာကိုကျမတို့လက်ခံပေးဖို့လိုတယ်။လက်ခံပြီးတော့ကျမတို့ပြက်စင်ပြင်ခဏဆိုတဲ့စိတ်နဲ့အရင်ကဘာလုပ်ခဲ့တယ်လဲမသိတဲ့ဝွကျွေးတွေပေါ့။ဒီဘဝဒီများတင်ပေးဆက်ပြီးတော့ကောင်းလာပဲဆောင်ရွက်သွားတော့မယ်ဆိုတဲ့တာလိတ်တန်ချရမယ်။ဒါဘူကျမခက်ခက်ခဲခဲထက်ကြော်ခဲလို့စကားမျိုးကိုကျမပြောနိုင်တာဖြစ်တယ်။ရှင်တို့အားလုံးကအခုမှဖြစ်တာနော်။ကျမကလွန်ခဲ့တဲ့16နှစ်ကလေးကဖြစ်တာ။ ဒီတော့ဂျုံလိုက်ပြီကွာတုံရလို့ရင်ဘတ်ထဲမှာဒဏ်ရာဖြစ်သွားတယ်လူကြားထဲမှာအတက်မပါတဲ့အပြုံးလေးနဲ့စကားပြောနေတတ်တယ်အဲ့လိုအခြေအနေမျိုးဖြစ်နေတာကိုငါကငါငါကောင်းနေတယ်ငါဘာမှမဖြစ်ဘူးဘာစိမ်းမတောက်ဆရာမလို့ဘာစိမ်းအောင်စိတ်ခမ်းမပြရဆရာမလို့ဘူးလို့မယူဆထားနဲ့တော့ကျွန်မလက်ထိုးကဲသူဖြတ်ကျော်လာတာကျွန်မကျွန်မဘာမှမဖြစ်ဘူးပြောတယ်ဆိုတယ်သွားတယ်လာတယ်စီပွားရေးလက်ထိုက်တဲ့တလောက်လုတ်တယ်တေဆုံးသူရှိတဲ့မိသားစုတိုင်းကျွန်မစကားကိုနားထောင်ပါ18နှစ်လုံးလုံးကြုံတွေ့ဖြတ်တန်းခဲ့တဲ့တကက်ဖြစ်ရမှန်အနစ်ကိုကျမ9မိနစ်အတွင်းပြီးအောင်တင်ပေးမယ်ကျမဟိုးဘွားမှာမကောင်းတာလုပ်ခဲ့သည်များအားလုံးဒီလိုကုသိုလ်ပြုခြင်းအ ဖြင့်ဝတ်ကြွေးများအကုန်လုံးမဟုတ်ရင်တောင်ပြည့်တင်တယ်လို့ပြင်နိုင်ပါစေလို့ဆုတောင်းတယ်စိတ်ဒဏ်ရာဖြစ်သွားတဲ့မိသားစုတိုင်းစိတ်ကျမ်းမာရေးဆရာဝန်နဲ့အများဆုံးတွေ့ပါသူပေးတဲ့ဈေးကိုတောက်တရက်ကို Raya Jerry ရှစ်လုံးငုံပါ အဲ့ဒါကိုတထုတ်ချော်တော့ပေးပါ။ဆရာဝန်ပေးတဲ့ဆေးကိုတောက်ရင်းနဲ့ဒီနှမျိုးကိုလည်းအကူလုပ်ရင်မမတို့ရဲ့စိတ်ကိုအမြဲတမ်းသတိရှိရှိလူရဆရာဝန်အဖြစ်ကိုကိုကိုကွက်ခဲပါ။ငါခံနိုင်ပြီလား။ငါခံနိုင်ရရှိပြီလား။ငါစိတ်ပုံမှန်ဖြစ်ပြီလားဆိုတာတတိကပ်ပေးဖို့လိုတယ်။တဖြည်းဖြည်းနဲ့ကောင်းလာပြီဆိုရင်ဆရာဝန်ပေးတဲ့ဆေးကတည်တည်လေးတစ်လုံးဖြူရောင်လေးနှလုံးကနေပြီးတော့တဖြည်းဖြည်းတစ်ချမ်းလျှော့မယ်။လျှော့ရင်းလျှော့ရင်းနဲ့ကိုယ့်အခြေအနေကြည့်ပြီးတော့မတောက်သင့်ရင်လည်းမတောက်တော့ဘူး။ဒါကိုတော့ရတက်တန်တောက်ဖြစ်လို့လဲဆိုရင် တေတော်သူကြာရင်မေ့ဆိုတဲ့စကားကျမတို့မိသားစုဝင်တေးတဲ့အထဲမှာမပါဘူးကိုရင်တဲကခန်းစားချက်ကိုဘသူ့ကိုမှမပြောနဲ့ဒီလိုဆေးကိုတောက်ပြီးကိုစိတ်ကိုကိုကုတနေတဲ့အခါမှာတယောက်တည်းနေတတ်အောင်နာလက်ဆနဲ့တလက်ဆတဲ့လေ့ကျင့်ပါကဲနော်ကျမစကားကိုနားထောင်နော်စိတ်ညစ်လို့ဆိုပြီးခုနှစ်သားသမီးအပေါင်းပါအများကြီးကိုတွေးလိုက်ရင်ဒီထက်မကအပူမီအစီထဲလိုက်တကယ်တော့ကိုလောင်ကျွမ်းလာမယ် လူတွေနဲ့အထီးတွေ့နေသွားမှဒါလည်းမအေးချမ်းလာမယ်ရှင်တို့အားလုံးကျမတို့ဒုက္ခမခံရဘဲနဲ့တက်တက်သားသားလေးနဲ့ဖြတ်ကျော်ရလိမ့်မယ်စိတ်ချမ်းသာရေးဆရာဝန်ပေးတဲ့ဈေးကိုတောက်ပါဒါကိုတရက်ရှစ်လုံးကုန်ပါတရက်တစ်ထပ် ကျွန်မကအမျိုးသားဆုံးပြီးနောက်ပိုင်းမှာကျွန်မရဲ့ဂျေဆုရှင်အမတယောက်ကဒီဂျာမနီကောလိဂျင်တောက်ပါမင်းရဲ့အဖြစ်ဆိုးကိုငါကိုချင်းမစားနိုင်ဘူးမင်းကိုမင်းလက်အောင်နေရမယ်အမေမင်းငါပြောတဲ့စကားရဲ့တန်ဖိုးကိုသိမယ်လို့ပြောလို့ပူပူနွေးနွေးမှုဆိုမှဖြစ်ထားတဲ့လူကဂျာမနီကောလိဂျင်တောက်ပြီးလာခြင်းစရာအကြောင်းဘာမှမရှိဘူးအော်ချက်တက်ဒီအမကလေးလေးနဲ့လေးဒီတစ်ခုကိုပဲပြောလို့စိတ်ညစ်လက်တော့ငိုလက်တော့ဘာဖြစ်ဖြစ်ဒါပဲတော့ဒါပဲတော့တတ်တာ ဒါကိုပဲတောက်ခဲ့တာမိသားစုမှာတည်ဆုံးမှုဖြစ်တဲ့စိတ်ဒုက္ခဖြစ်နေတဲ့လူတိုင်းမှပြောတဲ့စကားကိုအာယုံတဲထဲပါကျွန်မနှစ်ပေါင်းများစွာဖြတ်ကျော်လာတဲ့အနစ်ကိုစက္ကန့်ပိုင်းအတွင်းလေးနဲ့ညှဝေပေးတာရှင်တို့အားလုံးအယံကန်ကောင်း